ဟုတ်ကဲ့ပရိသတ်ကြီးဆန်ဦးဘလော့ကတင်ဆက်တော့မှာဖြစ်တဲ့အတွက်အားပေးကြပါအောင်ရှင်။အောင်ဆန်ဦးရှင်ဘယ်ပုံပြင်ကိုတင်ဆက်မလို့လဲ။တုံးဆက်နဲ့ပြမင်္ဂလာတရားတော်ပုံပြင်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ယခုတကတင်ဆက်ပေးမှာကတော့တုံးဆက်ရှိပြမင်္ဂလာတရားတော်များမှမိဝါဒောစမိမိကိုယ်ကိုနှိမ့်ချခြင်းဆိုတဲ့မင်္ဂလာတရားအပိုင်း23ကို ပုံပြင်ပုံစံတင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားလုံးပဲကြည့်လိုက်ကြရအောင်ပုံမြင်လေးရဲ့အမိကတော့ဥတ္တဤပြောင်းလဲသောနေလို့အမိပေးထားပါတယ်တခါတော့ကရွာတရွာမှာမောင်တုတ္တလို့ခေါ်တဲ့လူငယ်လေးတယောက်ရှိပါတယ် သူဟာဘုသူတရှိပြီးစီပွားရေးလုပ်တဲ့နေရာမှာလူတော်လူကောင်းတယောက်ဖြစ်ပါတယ်။မောင်သူတဟာအသက်30နီးပါးအရွယ်မှာမုတ်ပုတ်လုပ်ငန်းတစ်ခုကိုစတင် လုပ်ခဲ့ပါတယ်။သူလုပ်တဲ့အရာတိုင်းဟာတိကျတယ်အလုပ်သမားတွေကိုလည်းညှိနှိုင်းကျင့်သုံးတတ်တယ်။ဒါပေမဲ့တချို့အချိန်တွေမှာသူ့အလုပ်သမားတွေက မောင်သူတကမာနရှိလာပြီလားလို့တောင်ဝေဖန်ပြောဆိုကြပါတယ်။ဒီနေ့မှာတော့ ူမုတ်ပုတ်တဲ့နေရာသို့ဆရာတရားဖြစ်တဲ့ဥအောင်ညုံးဆိုတဲ့လူတယောက်ရောက်လာပြီးမောင်သူတာကို မေးပါတယ်။မောင်သူတာအခုချိန်မှမင်းအောင်မြင်လာတာမှန်ပေမဲ့မင်းစိတ်ထဲမှာမာနငငယ်လေးပေါ်လာတတ်တယ်။မင်းကိုမင်းမိမိအောင်မြင်သူအနေနဲ့မြင်ပြီးအခြားသူတွေကိုအထက်စီးမှကြည်လာတာတွေတကားပြောတဲ့နေရာမှာမောင်းမာတတ်တာတွေဖြစ်လာတတ်တယ်လို့ ြောလိုက်ပါတယ်။ဆရာကအဲ့လိုပြောလိုက်တော့မောင်တုတကစဉ်းစားလိုက်ပြီးပြုံး၍ဆရာကိုပြန်ဖြေလိုက်ပါတယ်။ဆရာကျွန်တော်ကတကယ်တော့အလယ်လက်ဖြစ်ပါတယ်။ဒါပေမဲ့တခါတလေအလုံအမြန်ပြီးဖို့အတွက်တကားတချို့ကို ပြင်းပြင်းထန်ထန် ပြောမိသွားတတ်တာတွေ့တော့ရှိပါတယ်ဟုဆရာကို ပြန်ဖြေလိုက်ပါတယ်။ဟုတ်တယ်မောင်တုတဒါကသဘာဝပဲ ဒါပေမဲ့မိမိကိုယ်ကိုအမြဲနှိမ့်ချနိုင်တဲ့သူဟာစစ်မှန်တဲ့အောင်မြင်သူဖြစ်တယ်။မာနရှိတဲ့သူကအောင်မြင်မှုတွေကြီးပေမဲ့တန်ရောစင်အောက်မှာနေသွားတတ်တယ်။မာနဆိုတာမီးလိုပူတယ်၊မီးနဲ့လည်းတူတယ်။တူပေမဲ့လည်းမီးနဲ့အတူတော့ရှင်သန်လို့မရပါဘူးလို့ပြောလိုက်ပါတယ်။နောက်တနေ့မောင်တုတဟာသူ့လူသမတူကမုန်းလို့ရင်အမှန်လုံးမိတာကြောင့်ပြောလိုက်ပါတယ်။အဲ့ဒီညမှာမောင်တုတတယောက် အိတ်မပြောဘဲတညာလုံးဆရာပြောခဲ့တဲ့စကားတန်တွေကိုပြန်စဉ်းစားနေမိပါတယ်။မိနဲ့အတူရှင်သန်လို့မရဘူးဆိုတဲ့စကားတန်ကိုအပြန်အလှန်ထက်ခါထက်ခါကြားယောင်ပြီးအတွေးစိတ်ထဲမှာတိတာစွာခံစားလာပါတယ်။မနေ့ပြန်အလို့ယုံရောက်တဲ့အခါမောင်တုတဟာသူ့လူသမားတွေကိုခေါ်ပြီးပြောလိုက်ပါတယ်။ငါ့အလို့ကိုလှုပ်တဲ့သူအလုံးအရင်တုန်းကအမျက်နှင်ချပြီးမမ်းမဲခဲ့တာတွေဟာငါအမှားပါ။အလုံးမှာတွင်ကျယ်ရန် တန်ရှင်းတက်ရရန်ပြောခဲ့တာပါဒါပေမဲ့နောက်ကိုငါအနေနဲ့ဤဝါတော်ဆမိမိကိုယ်ကိုနှင်ချခြင်းလုပ်ပါတော့မယ်မင်းတို့အားလုံးကိုလည်းအဖို့တန်ဆုံးပုဂ္ဂိုလ်တွေအဖြစ်မြင်မိတော့မယ်အဲ့ဒီနေ့မှစပြီးမောင်တုတ္တဟာအလုသမားအားလုံးကို မျက်နာချိုချိုတာတာနဲ့ မိသားစုတပွဲဆက်ဆံမှုတွေပြောင်းလာခဲ့ပါတယ်။မောင်သူတားရဲ့ဆက်ဆံရေးတွေကြောင့်အလုသမားအလုံးကလည်းအေးချမ်းစွာလုကင်လာပါတယ်။အလုသမားတူကပြောပါတယ်။ဆရာတုတ္တဟာအခုမှတကယ်နီးဝါရောစဖြစ်ပြီးအရင်တုန်းကမာနရှိတယ်လို့မရှိတော့ဘူးလို့အလုသမားချင်းချင်းပြောလိုက်ပါတယ်။ နောက်ပိုင်းမှာမောင်သူတဟာယောဟန်မိတ်အတွင်လူကြီးတယောက်အဖြစ်လဲဂုံတိတ်ကရှိလာတယ်သူရဲ့အောင်မြင်မှုတွေကြောင့်ကန့်ကျွမီကျွန်းကန့်မီဆိုသလိုလူသမားတွေအားလုံးလဲပြေလည်လာခဲ့ကြပါတယ်မောင်သူတရဲ့အပြုမှုတွေဟာလူငယ်တွေအတွက်မေတ္တာနဲ့ပြည့်ဝတဲ့ဥပမာဖြစ်လာပြီးအားလုံးအတူယူပြီးကျင့်သုံးနိုင်ကြစေရန်ဒီပုံပြင်လေးကိုတင်ပြလိုက်ရပါတယ်ခမညာ